50အတန်တွေနေထိုင်းရွှေစည်းဖွင့်သွားပါပြီ။အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြေဆုံးနိုင်ကြပါစေ။ဒီနေ့ထိုင်းရွှေစည်းကတော့မနေ့ပိုင်းမှာ50တက်ပါတယ်။60ကျော်တန်းမှာ900ခန်းလို့ရှိတဲ့ထိုင်းရွှေခဲစည်းဆိုင်ကရောင်းနေစည်းက9250 50ဆိုင်ကလက်ခံနေစည်းက9250လက်ဝယ်ရနိုင်ဈေးနှုန်းတွေကဆိုင်ကရောင်းနေစည်းက9350 50နဲ့ပေါင်းစည်းရှိနေပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3430နဲ့တန်းမှာ9000ညနဲ့ထိုင်းရွှေစည်းကိုတွက်ထားပါတယ်။ ဒေါ်လာကိုထိုင်းမှန်ငွေ30နေတသမာ30နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါဗါး66တသမာ500ခန့်ရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခ100ရှိပါတယ်လက်ခ BSC ထိုင်းရွှေခဲတစ်ပတ်သားကို9250ဈေးနဲ့ပေါင်ဈေးရှိနေပါတယ်ဆိုင်ကလက်ခနဲ့ဈေးကရခိုင်နှုန်းပြန်မဖြစ်ပဲဆိုင်က9450ဈေးနဲ့ပြန်ပြီးတော့လက်ခမှာပါလက်ဝယ်ရင်တိုင်းလက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ1000တိရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်တယ်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝယ်ရင်တိုင်းတစ်ပတ်သားကိုပြန်ရောင်းမယ်ဆိုရင် ုင်းက900ခန်းလုံးဖြတ်ပြီးတဲ့အပြင်ကို4900ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်69သမာကိုကိုရှိတဲ့ရွှေအခဲစီတကရန်ကိုဆိုင်ကရောင်းတဲ့ဈေးက3582ဘတ်တိုင်ကလက်ခံတဲ့ဈေးက3566ဘတ်နဲ့ပေါက်ဈေးရှိပါတယ်လက်ရှိမှာတော့ကဘာရွှေဈေးကိုထိုင်းရွှေဈေးကိုအတက်ဈေးနဲ့ရှိနေပါသေးတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေကတော့လက်ခံဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ် ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်းစီကော့ချက်ခွဲမှာသွားပြီးတော့ဝယ်လို့ရပါတယ်တပတ်သားကိုလက်ခတ်200ငါးပတ်သားတွေဝယ်မယ်ဆိုရင်လက်ခတ်အကုန်ကြမရှိပါဘူးထိုင်းချွေစင်ငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါတယ်ထိုင်းချွေစင်ငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံပြီးအန်ရဲကင်းလို့ပြင်ဆင်နိုင်ကြပါစေ